တော်ရန်ရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာစုငှက်ရဲ့မြူအဆိုင်ငယ်မှာဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် ပင်လဲတိုင်းသေးပြီနဘေးကြီးကသာလို့ရင်อืมอืมอืมပဲလော်ကျော်တုံနေတဲ့အမိကိုကူလုပ်ပေးဖို့အေးမေတယောက်အေးရခေါင်းရင်ပတင်းမောက်ကကိုတစောင်းပြူထွက်လိုက်တာမြင်မှဓာအိုးကတချင်းလေးညှိလိုက်တယ်။တောင်းလန်စာအုံမခွက်ထဲကထရေလက်ကြံကိုဂုတ်ခနဲမော့ချလိုက်ပြီးပဇောင်ကိုလက်ဖမိုးနဲ့တုတ်လိုက်ရင်ဆရာတင်ကအဲ့ဒလိုရေးခဲ့တာက ျုပ်တို့မင်းကံဗုဒ္ဓတွေကိုမဟုတ်ဘူးဗျဟောဒီအိမ်ရှင်မင်းထတော်သူတွေချောတာရင်တာဖြူတာနှုတာကို ထရေတောက်ရင်မြင်ခဲ့လို့ရေးတာလို့ပြောတော့အေးမာကစက်တုံလှီးနေတဲ့ဓားကိုစောင့်ကြီးအောင်ကြီးချလိုက်တယ်မြို့အိုးမှာဖင်ကက်တာကြံတော့တဲ့ထရေကိုအနေမပအောင်အုံးမုတ်ခွက်ထဲစစ်ထည့်နေတဲ့ကိုကြီးအောင်မောင်းကအေးမာကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးအခုနေများဆရာတင်ရှိလို့ ထတော်သူလေးတွေကိုမြင်ရင်ဘလို့သချင်းဆက်မလဲဆိုတာတိလာဓာအိုးရဟုအားလေးရှာလေးတန်ကြီးနဲ့ပြောတယ်ဓာအိုးလည်းစလိတ်တိုးလေးကိုပါဇက်မှာကောက်စပြီးဆိုပါအောင်ကိုကြီးမောင်ရအဲ့ဒီလိုစကားထောင်လေတိုင်းတုတ်ပြီးထတော်သူလေးတွေ ရုပ်ကစူတာပုတ်တာမြင်လို့သချင်းဆက်မှာပေါ့ကွာအဲ့ဒီလိုပြောတော့ဝါကနေရီကြတယ်ဒီတော့အေးမာကလည်းနှုတ်သီးတစ်တောင်လောက်စူပြီး တချင်းဆက်ယုံမကကက်ဆက်သွင်းပြီးအော်လန်ကြီးတက်ဖွင့်တော့ဂယုမဆိုင်ဘူးလို့ရန်လန်းတွေးလိုက်တာပေါ့အမေကအေးမစီကဘဲလော်တော့ပကံကိုယူပြီးဓာတ်အိုးတို့သပွဲစီကိုသွားပို့ရင်းကောင်မလေးကပြောရော့ဓာတ်အိုးတို့ကစနေတာများတော့လို့အေးမကိုငောက်သွားသေးတယ်အမေချပေးတဲ့ဘဲလော်တော့ကိုဓာတ်အိုးကဇွန်းနဲ့မှွေနေရကထတော်သူတွေအင်ဂျယ်သူတွေကိုမစရဲပါဘူးဗျာဗါတဲ့ သူ့အမေရွှေလိုဥပါတဲ့မရွှေဘူးအမျိုးတွေမဟုတ်လားနန်းတုံးတော်ဝင်ကိုဗျအေးဒီကြိုက်နန်းကြိုက်မြို့ကြိုက်တွေကိုဗျအိုးပါတဲ့တကြိုက်သေးကြိုက်တာဘာကြောင့်ဆိုသည်မြို့မာကအဟုတ်လို့ယင်းသည်ထတော်သူတွေအဟုတ်ကိုယင်းသည်အင်းကျဲသူတွေအဟုတ်ကိုယင်းသည်လို့တချင်းလို့ဆိုနေသေးသည်အေးမာကသူ့ဝိုင်းပတ်လှဲ့တော်မကြည့်တော့ဘူးဗရင်မောက်တောင်းပတ် တင်မားလေးရွှေပြီးခတ်ဆောင်ဆောင်မိနေလိုက်တယ်ပြီးတော့ထင်းမီးဘုံပေါ်မှာအမဲသားကြော်ရင်အလုရှုံနေတဲ့အမေကို ကြည့်နေမိတယ်ကြီးမြနောက်တစ်လုံးဆွဲခဲ့ပါဦးမြခမည်းစီကမချရသေးလဲအခြားတဲကယူပေးပါဦးဗျာကိုကြီးအောင်မောင်းကလှမ်းအော်နေပြီဓာအိုးကတော့ပဲလော်တုတ်တွေပါဇက်ပြည့်ဝါပြီးမိမကိုကြီးမောင်းကျုပ်ဖူးငယ်ငယ်ကဒီထရောမှာထရေလာပြီးတော့တာပါဗျဗါတဲ့ကိုကြီးမောင်း အဲအဲဘိုးကတော်လည်းငိမ့်နဲ့ဟိုအိမ်ရှိဆန်ကိုတော်ကြီးတို့လက်ထက်ကလေးကတောက်ခဲ့တဲ့ထမ်းမင်မျိုးဆက်လေအေးအဲ့ဒီဘိုးကတော်လည်းငိမ့်မင်ကထရီကိုနေတိုင်းကြိုက်တဲ့လောက်လာတော့လကုံမရှင်းနှစ်ချက်တည်းဗျတလမှနှစ်ချက်အေးကျုပ်ဖိုးကနန်းတော်ရှိဆရာတင်နဲ့လဲတောက်ဖူးတာပဲနှစ်ယောက်သားထမ်းမင်အောက်ပက်လက်အေးပြီးတော့ပဲလော်တွေကိုမြေပေါ်ကျဲ့ ထန်းရီတောက်လိုက်ပဲလော်ဒစီချင်းကောက်စားလိုက်အဲအဲ့ဒီလိုမျိုးနဲ့ရိုးနဲ့ကစဉ်သက်လာတဲ့ဓာတ်ဦးပါဗျဒီမဲ့ကိုကြီးမောင်အခုတမျိုးဘယ်လောက်တဲ့လဲကိုကြီးအောင်မောင်ကခေါင်းငိုက်ဆိုင်ကြီးနဲ့လက်ငါးချောင်းထောင်ပြတယ်စံစည်းရီတွေရောတဲ့ထရီကိုငားချက်တဲ့လားအိုးဘာရောရောမူပြီးရောအေးမရေနောက်တလုံးနောက်တလုံးတန်အိုးတော်တော်မူးနေပြီခတ်တော်တာပဲ ီနေ့ဥပုံနေမှုအေးမှသူတို့ကိုပြန်စေခြင်းလှပြီတခြားနေဆိုကိစ္စမရှိဘူးမဟုတ်လားအခုတလုံးထက်ယူခိုင်းပြန်ပြီဆိုတော့တော်တော်နဲ့ပြန်အောင်မှာမဟုတ်ဘူးအေးမှစိတ်ညစ်လိုက်တာအမေသာကြော်နေတဲ့အမေကမိဘဘောကဒဲအိုးလေးချတဲ့ပြီးအရှိတဲကနှလုံးတော့သွားဆွဲပေးလိုက်အောင်မေညီကျက်တုံနေထက်တင်ညင်တင်ထားလိုက်လေတဲ့ထမိန်လေးမကမကနဲ့ခတ်တုတ်တုတ်ထွက်သွားတဲ့အမေကိုကြည်ရင်အေးမဝမ်းနေတယ်လို့ကြီးဖြစ်လာတယ် ဟုတ်တယ်အခုလိုဦးလေးရွှေဖီတို့တဲသွားလိုက်အင်းကပင်မမြူအိုးတွေကောက်ပေးလိုက်နေအမေကိုကုလုပ်ပေးကျင်လိုက်တာလီတရားထဲထုံးရတဲ့သမီးလေးရဲ့အထောက်ခံမရတဲ့ပြင် အမေတို့ခမညာဒါတော့တောင်တော်ပန်းကောက်ပွဲဆိုတောင်ထိတ်ထီအေးမာကိုချီးပိုးခဲ့တဲ့အမေအပြိုပေါက်ဖြစ်မှရှက်လို့အေးမာကမလိုက်တော့တာမဟုတ်လားအခုဆိုတောင်ကြီးမရောက်တာတောင်၃လနှစ်ရှိပေါ်ဘာပဲပြောပြောဒီနေ့လိုမျိုးဆို အနောက်နားကဒီတန်တွေနဲ့ဝေးကျင်လိုက်တာအခုလဲကြည်လေရေကြီးတောက်ရင် မြင်ရမလောက်ပင်လဲတိုင်းသေးပြီးနဘေးကတာလို့ယင်ဒီဘိုက်ကိုပဲထက်တလဲလဲအာလေးရှာလေးနဲ့စူတန်တွေလက်ခုပ်လက်ဝါးတီးပြီးတဟာဟာရည်တန်တွေအေးမှထမ်းမင်အောင်မွေးလာတာပဲအမှုသမားတွေကြားမွေးလာတာပဲဒီတန်တွေဒီတွေ့ကြုံတွေနဲ့ဖက်ကြီးလာတာပဲဒါပေမဲ့လေဒီနေ့ ဒီနေ့လေဘာလို့မှတ်မသိဘူးဒီအတန်တွေမကြားကျင်ဘူးဓာအိုးတို့ကိုပြန်စီခြင်းပြီနောက်ရက်တွေတော့မိုးလင်တောက်ကြပါတော့အေးမှအတွေးတွေရောက်ရက်ခတ်နေတယ်မချင်မရဲစိတ်တွေဝမ်းနေစိတ်တွေကဲနေတာပေါ့ဘာပဲပြောပြောဒီနေ့ဟော်ရီတဲမှာဘသူမှ လာမတောက်ကြရင် ကောင်းမှာလို့တွေးနေမိတယ်ဟောပြောရင်ဆိုရင်ဓာအိုးကဲလာပုံကစပိန်လေးကလင်းကလင်းလမ်းညိုလမ်းညာဝင်း သဘိန်လေးကလင်ကလင်ထန်တော်တဲ့ကိုဝင်ထမ်းမင်အောက်ကိုဝင်ဆိုတော့ကိုကြီးအောင်မောင်းကပါတံပြိုင်လိုက်អော်လို့အေးမှလဲတေနာတွေလို့မကြားတကြားရေရွတ်လိုက်တော်တယ်မြို့ဦးနှိုးကိုတရွတ်တိုက်ဆွဲလာတဲ့အမေကိုမြင်မှအေးမှတပြင်းချမိတယ်အမေကတလုံးကိုမိဖို့ဘေးက ခုံရှိပေါ်ချပြီးတလုံးကိုဓာအိုးတို့ဝိုင်းမှသွားပေးတာပေါ့ ထရေအိုးလဲမြင်ရောကိုကြီးအောင်မောင်းကကဲဓာအိုးထဒီတိုးယူသွားပြီး၆မကြီးမှရေချိုးရင်ချမယ်လောကစည်းစိမ်နတ်စည်းစိမ်လေအဲ့ဒီလိုပြောရင်သူ့လူဓာအိုးကိုစွဲမှနေတယ်အေးမှဖြင့်ဝမ်းသာလိုက်တာပြီးတော့နှစ်ယောက်သားတရင်တရင်နဲ့ထလာကြပြီးအမေစီကဘဲလော်နှစ်ထုပ်ကိုယူတယ်တမ်းမှာလှမ်းထားတဲ့အဖေရေလဲပိုင်းယူပြီးထွက်သွားကြလေရဲ့ဓာအိုးကတော့မကြေမနက်စောင့်ငင်းစောင့်ငင်းနဲ့ပါသွားလေရဲ့ အခုတော့သူတို့ပြန်သွားလို့အေးမဖြစ်ဝမ်းသာတာတော့အမှန်အမေကမိဖို့ဘေးကထရေဦးကိုအေးမထိုင်နေတဲ့ခပ်ပြက်လောင်မြင့်တဲ့ခြေတန်းရှိတဲလီရဲ့ကျမ်းမော်တီပရင်မောက်ကနေလှမ်းတင်လိုက်ပြီးကဲငါလဲညီးဖေပြန်မလာခင်အမဲသားလေးတွေပြီးအောင်ကြော်လိုက်ဦးမဒီတလုံးကိုထညက်တဲထားလိုက်ဤတဲ့ပြောပြောဆိုဆိုမိဖို့လေးပေါ်ဒဲဦးတဲပြီးအမေကလည်းသူ့အလုပ်တွေဇဲဆက်တယ်လို့လုပ်နေပါရော့ အေးမာကထရေအိုးလေးသူ့နားဆွဲပြီးမလက်မကန်ပဲတောင်းတဲ့ကထညက်နှခဲကိုတနခါတုံးနဲ့ထုလိုက်တယ်။အစိမ့်စိမ့်ကွဲသွားတဲ့ထညက်ခဲလေးတွေကိုအိုးရဲထဲ့တယ်။ဒီတော့မှမနက်ခဲကဖွက်ထားတဲ့ထရေအိုးလေးတလုံးကိုသတိရလို့ပဲတောင်းကြတင်မလဲရွှေပြီးအိုးလေးပေါ်အုပ်ထားတဲ့အဖေပစိုးကိုလှက်ကြည့်လိုက်တာပေါ့။အိုးလေးပေါ်ဝိတ်စုတက်နေတဲ့ထရေမြုပ်တွေကိုပါဇက်လေးနဲ့ဖူးကနေမှုတ်လိုက်ပြီးပစိုးနဲ့အသာပြန်အုပ်ထားလိုက်တယ်။ ဒီတတော်ရဲ့မျိုးကောင်းအပင်ထဲမှာပါတဲ့ခေါင်းရင်ပင်ကချထားတာမို့ဦးသေးတမျိုးစာကိုမနှက်ခဲကအေးမှဖဲပြီးသိမ်းထားတာဟူသေးနာရီပြောတယ်ဘူကတော်လယ်ညိတ်မျိုးပေါ့မနှက်ရေပင်ပေါ်ကြမို့အမြုပ်တစီစီထလို့တန့်လို့ထရေဦးလေးကိုငေးရီကြည့်နေတဲ့အေးမဟာတင်ပလွဲထိုင်နေရင်ဒရွတ်လျှောရွှေ့ကအိယာလေးစီသွားတယ်ပြီးတော့အိယာထစာတနခါလင်းရင်ကြည့်ခဲ့တဲ့မှန်ကလေးကိုခေါင်းမော်ကဖယ်ပြီးခဏလှဲနေလိုက်တယ် အေးမှလှဲနေတဲ့နားကကဲလားထောက်ပရင်းလေးကလှမ်းကြည့်ရင်အကြီးလုံးတင်တဲဘက်ကလမ်းကလေးကို မြင်နေရပြီလမ်းကလေးဟာထမ်းမင်တွေကြားကနေအေးမတို့တဲခေါင်းရင်းစီဖြတ်သွားတယ်ဒီလမ်းလေးကအကြီးလုံးတင်တို့ဝိုင်းတဲ့အလွန်စီယိုနာရောက်တော့ရှိုကြီးတဲ့ငုံစင်းသွားရော ရှိုကြီးရဲ့တကွေ့အတိုင်းလိုက်သွားလို့ရွာတကားပေါရောက်ရင်တောင်ချေဆောင်နန်းကနေတောင်အရှိဘက်ကိုပတ်ပြီးဖောက်ထားတဲ့မြင်းဒီလမ်းမကိုဘွားကနေတွေ့ရမှာပါ အေးမာကပြင်ပေါက်ကနေလန်ကလေးစီလှမ်းကြည့်နေမိတယ်။အင်ဂျယ်ဖုန်ကြီးเจ้าဟာစွန့်ငန်တုံးတောင်ခောက်ပြီပဲ။အေးမာမြင်ကွင်းများတော့လက်ကျန်ဆေးကွက်ထဲကဆေးတွေကို အုံနေရန်စီပတ်လိုက်လို့နိုင်ရန်တစ်လျှောက်ဆေးတွေစီးကြလာသလို အပြိုင်ရန်မြင်မာဖြောင်းဆင်းလှတဲ့ထမ်းမင်တွေဟာမဆန်းတော့တဲ့မြင်ကွင်းဖြစ်နေမှာပါ။ဒါပေမဲ့အဲ့ဒီမြင်ကွင်းလေးကိုဒီမှာမှအေးမာရင်ခုန်စွာခံစားနေရသလိုပဲ။ ထမ်းမင်းထမ်းလက်ထမ်းရွက်တွေထိသက်ရှမှုနေတာကြောင့်ထတော်လေးဟာနေရိပ်ကျနေတယ်။ဝေရန်လာတဲ့တောင်လေးဘွေဟာပူဆက်ဆက်ဖြစ်နေတာမို့နေကျစ်ပြီးမိုးအုံဟန်တော့မတူဘူး။လေးဘွေမှာထမ်းရွက်ချောက်အမှိုက်တွေလွင့်ပြန်ပြီးခဏနေတော့လေးဘွေနောက်မလိုက်နိုင်လို့နေရစ်ရတာကြီးပဲ။တစ်ချက်တစ်ချက်စောင့်တိုင်လိုက်တဲ့လေးကြောင့်ဖြိုးဖြိုးဖြင်းဖြင်းမြည်တဲ့ထရွက်တန်းတွေဟာမကြရရင်ဟောဟူကတခင်မတောင်ပေါ်အထက်နန်းစီက ဆဲလဲတန်လွင်လွင်လေးကိုကြားရလောက်အောင်ပဝင်းကျင်ကတိတ်ဆိတ်နေပါလေဒါပေမဲ့တခါတခါတော့လဲအင်ဂျေရွာအလူကအတန်ချက်ဆက်အတန်ဟာလေပွေနဲ့ထထောတဲ့အလေရောက်လာသေးရဲ့အခုလိုငိမ့်သက်အေးသေးတဲ့မြင်ကွင်းလေးကိုဗရိမောက်လေးကတစင်အေးမတယောက်ခန်းစားနိုင်ပါမလားခန်းစားရောခန်းစားနေတယ်လို့ထင်ပါသလားခန်းစားနိုင်မဲ့အတိရောရှိပါသလားဒါပေမဲ့အခုအေးမစိတ်လုံရှားနေတာတော့သိကြပါတယ် ပရင်မောက်လေးကအေးမအကြည့်ဟာစိတ်ငြိမ်ခံစားမှုမှမဟုတ်ပဲရင်ခုန်လှိုက်မောနေပုံပဲစန္နစောနေသလိုပဲခဏနေတော့ပရင်မောက်ကဲလာလေးကိုပိတ်လိုက်ပြီးပက်လက်ကလေးလှန်အိတ်လိုက်တယ်လက်ကလေးနှစ်ဖက်ရှက်ရက်ရင်ဘက်ပေါ်လက်တင်လိုက်တော့ရင်တွေခုန်လို့ပါလားဘာပဲပြောပြောကဲလာလေးပိတ်ထားလို့လန်ကလေးကိုမမြင်ရမှ စိတ်သက်သာမလားလို့ပေါ့ဒါပေမဲ့ အပြင်ဘက်မှာတော့အင်ဂျယ်အလူက ပြန်လာတဲ့အဖေတန်းကိုကြားရပြီ အလူဝတ်ပစိုးလဲဖို့ရေလဲပိုင်းလေးကိုမေးလို့အမေကတအိုးတို့ယူသွားတယ်လို့ဖြေတန်းကြားရတယ်အဖေကဟာဒီကောင်တွေလှုပ်ပြန်ပြီလို့ညှဉ်းညူရင်းအိမ်မော်ကအချားပစိုးတောင်းလို့ပဲတောင်းကြကထရေအိုးလေးဖုံးထားတဲ့ပစိုးလေးကိုလှမ်းယူပေးလိုက်တယ်အဲ့ဒီအချိန်လေးမှာပဲအတန်တန်ကြားလိုက်ရတော့ငြိမ်စပြုတ်နေတဲ့အေးမရင်မှာ မှုန်တိုင်းထန်သွားပါဘကောအဆက်မပြတ်တီးလာတဲ့စပိန်ဘဲတန်လေးကိုအကြီးလုံးတင်တို့တဲဘက်ကလန်ကလေးတိုင်းကြားရပြီလေကလေးကတရွှိရွှိခြုံလို့ပေါ့ထုံးစံတိုင်းတောစပယ်ဘန်းတွေကဘေးအကျမှွေးလာတဲ့ရှင်ကျေးဇူးရှင်ရဲ့နေညိုနုမေပြူဥရဲ့တောတောင်သခင်နဲ့လီ ခဏနေတော့စပိန်တောက်ထောက်တန်ကြားရပြီးဟာကိုရင်ဒီနေ့နောက်ကြလာကြီးလားဘယ်နဲ့ပစ္စည်းရောဆုံရက်လားကျုံမှာဖြင့်ဒီမှာကြောညာထားရတာနော်ဆိုတော့အဖေအဲ့ထောက်တန်ကြားရတော့တယ်ဥလိယာဒီနေ့မှာပဲစင်ရွာကြီးဘက်ကနေကန်တာကိုဝင်ရင်းမြောင်းပောင်တိုင်းလာတာဗျအင်ဂျယ်အဝင်မှလမ်းကဆိုးလိုက်တာဗျာစင်တုံနေရတာနဲ့နောက်ကျသွားတာလို့ကိုတော်ချောတန်ကြားရတာပါပဲလေ ကဲကဲနာအောင်ဖြည်းဖြည်းပေါ့အထုပ်ကိုပြီးမှချားလို့အဖေကပြောပြီးမှကဲအတော်ကြီးအမဲကျော်ရပါလားရရင်တုတ်ဗျာပြီးတော့အသေးတလုံးလုတ်ဗျာလက်မှာတန်ကြားရတယ်မကြပါဘူးအမေကဟဲ့အေးမတခါတဲ့တကားကြီးပိတ်ထားလိုက်တာမှောင်လို့မနေ့ကအိုလီလှမ်းပေးလိုက်စမ်းဆိုလို့ပဲတောင်ကြားကတိန်းထားတဲ့ပင်မောကြမြူအိုလီယူပေးလိုက်တယ်ပြီးတော့ကဲအမေသွားပေးလိုက် ကျုပ်အမဲကျော်တုတ်ပေးပါမယ်။ဆိုကပရင်မောင်သားရွှေ့ထိုင်းပြီးစောစောကကြော်ထားတဲ့အမဲသားတုံးလေးတွေလှီးဖို့ဒဲအိုးလေးမမီမကန်းလှမ်းဆွဲလိုက်တော့ကိုတပိုင်းတကားပြင်ပတ်ရင်ပြီးထွက်လိုက်မိတယ်။မြောင်နာတဲတဲမှာကိုလူကျော်မျက်လုံးတွေကိုအေးမှဖြက်ခနေရင်အဆိုင်လိုက်မိမှာအချိန်မသေးသေးတဲ့စီပူကြောင့်ဒဲအိုးလေးပူလိုက်တာ။ရောင်ရမ်းပြီးပူပူလောင်လောင်နဲ့ဆွဲမိတာပေါ့။ထရေအိုးချပေးပြီးပြန်လှည့်လာတဲ့အမေက လက်နီးမပါဘာမပါနဲ့အေးအပူလောင်မလားမေးရင်ဒဲအိုးတဲ့ကမဲကျော်တုံးလေးတွေကို စင်းနီတုံးပေါ်တင်ပေးပြီးအေးမှရှိ တိုးပေးလိုက်တယ်ကိုတော်ချောကတော့တဲကလေးတဲ့ကခုံရှိမှထိုင်ရင်ဝှစ်ထားတဲ့အင်ကြီးကျဲသီးတွေကို ဖြုတ်လို့ပြီးတော့ရင်ဘတ်ဟပြီးထွက်လာတဲ့ချွေးသီးချွေးပေါက်တွေကိုလက်ကင်ဘွားနဲ့တုံရင်ပါးစပ်ကလည်းတဖူးဖူးနဲ့ရင်ဘတ်ကိုမှုန့်နေလေရဲ့သူထိုင်နေတဲ့တဲလေးကထရေတောက်သူတွေ အေးအေးလူလူနေနိုင်အောင်စောက်ထားတယ်လေးတိုင်စင်ထန်းရွက်တဲလီအထဲမှာရသည့်အကြောင်းလို့ခေါ်တဲ့ခုံရှိနှလုံးမျက်နှချင်းဆိုင်ချထားပေးပြီးအလဲမှာခက်အိုးအိုးစပွဲတစ်လုံးရှိတယ်အဲ့ဒီတဲလီနဲ့အေးမတို့တဲကြမှာထမ်းမင်တပင်ရှိပြီးပင်ကြီးမြေပြင်ဟာတလင်းလိုပြောင်းလို့ရှင်းလို့အဲ့ဒီမြေပြောင်းမြောင်းထမ်းမင်အခြေမှာတရုတ်မိမစီစပိန်လီထောင်ထားတယ်ဗုဒ္ဓင်ပေါ်မှာတော့ ဇင်နဲ့ပြအထုတ်ကြီးကိုပလတ်စတစ်ရှော်ဘင်တွေနဲ့ခြိထားတယ်။အဖေကရှော်တွေကိုစိမ်ပြေနေပြေဖြည့်ရင်းကိုရင်မြန်းမြန်းယူခဲ့ပါပြောနေတာ။ဒီတစ်ခေါက်လဲထူးမခြားနာပါလားဗျ။ဒီနှစ်အင်ဂျယ်တို့မင်းငန်တို့မပြောနဲ့ကျုပ်တို့ထရောတင်နှစ်လူရှိတဲ့ဗျာနော်။အေးမကမဲကျော်တုံးလေးကိုဓာတ်နဲ့ခပ်ပါပါလှီးပြီးလို့စောစောကလှီးထားတဲ့စက်သွုံတွေကိုထည့်လိုက်တယ်။အမေကငံမြာကြီးပလင်းကိုမကြည့်နေတယ်။ကိုတော်ချောကတော့ မြူအိုးဘော်ကထရီမြုပ်တွေကိုအုံမုတ်ခွတ်နဲ့ကဲပြီးဖယ်ပြစ်ရင်းပစ္စည်းကတိတ်ရှိတာမဟုတ်ဘူးအယောင်းဝဲကပါတဲ့ပြင် ဝင်ကလည်းနေဈေးလည်းကမောက်ကမနဲ့ဒါတောင်လက်ကျန်ပစ္စည်းလေးတွေယူလာရတာလို့ပြောတယ်တဆက်သေးအတုတ်ကလေးမြန်မြန်တုတ်ပါဗျို့ဒီတခါငကုံးငကျင်းကလာခဲ့ရလို့ဘိုက်ထဲလည်းဘာမှမရှိတော့ဘူးဗျလှမ်းအော်နေတယ်တခက်သေးလောကြီးလိုက်တာတော်လို့ အေးမာကပြန်ပြောပြစ်လိုက်ခြင်းပေမဲ့သူ့မျက်လုံးကြီးတွေကြောက်လို့ငြိမ်နေလိုက်တယ်။ဒါပေမဲ့မျက်စောင်းထိုးပြီးလမ်းကြည့်မှာပြုံးပြတာမြင်ရတော့အေးမာရင်ထဲကြည်နူးလိုက်တာလို့ခံစားနေရတယ်။ဟာဟာဖျားတစ်ချက်လောက်ယူခဲ့ကြပါဦးဟာအမေကိုလှမ်းအော်လို့အမေလည်းတွေ့တဲ့ဖျားဆွဲပြီးအဖေဖေးချပေးလိုက်တယ်။ဒီတော့မှဇင်ပြာတို့ကြီးကိုဖျားပေါ်ဖြေချလိုက်ရောရောင်စုံထယ်လေးတွေအထွေးတွေကြလာတာပေါ့။ ဟောအစင်ကောင်းသားကောင်းပုံကောင်းကောင်းထဲတွေနော်လာကြလာကြကလေးဝဲလူကြီးဝဲမိမဝဲအစုံပါတယ်အဖေကအော်နေတယ်ပြီးတော့ကိုရောချောပတ်လှည့်ပြီးဟာကျုပ်မာလိုက်တဲ့စွတ်ကြယ်တွေလဲပါမလာပါလားခွီးတယ်မှာဒီတစ်ခေါက်တေကြပေါက်ပါမလို့ရွာတဲ့လှည့်ပြောထားတာအဲ့ဒီလိုဆိုတော့တရုတ်ပစ္စည်းတွေဈေးတက်နေတဲ့ဥလီရေးတဲ့လှမ်းအောင်လိုက်တယ်အေးမာကတုတ်ပြီးတဲ့မဲကျော်ပကံကိုအမေကိုလှမ်းပေးလိုက်တယ် အမေကဝစ်တွေဖြားပေါ်ပုံပေးပြီးမြောက်ပိုင်းထွက်သွားလျေမြောက်ပိုင်းစိန်ဥတို့ဝိုင်းစီက လာကြနော်လာကြထဲသေးလာနေပြီထဲသေးလာပြီလို့တကြောကြောအော်သံကြားရတယ်ခဏနေတော့မတီမတို့ထွေးခင်းတို့မအောင်စိန်တို့တဲချင်းတွေ ရောက်လာပြီးအဝတ်ပုံဖွားကြတာပေါ့ကိုတော်ချော့ကစပွဲကထလာပြီးအဝတ်ပုံပေးထိုင်က စပုတ်ရှက်အဝါလေးတစ်ထဲမအောင်စိန်ကို ထုတ်ပြနေတယ်အမေကမဲကျော်တုတ်ပကံကိုစပွဲပေါ်ခြာရင်း လာဟဲ့ရင်တောက်အောင်နေဘူးကန်လီပြီးမှရောင်းပေါ့ကောင်မရီနော်မဝယ်ပဲဟိုမေးဒီမဲလုံးမနေကြနဲ့အောင်လို့လှမ်းပြောတော့ကိုတော်ချောလေကဲကဲတရားဘူးလေးတယ်တရားဘူးလေးတယ်တထဲမှအစိတ်သေးဒီသေးနဲ့ဒီပစ္စည်းမန္တလေးမှာတော့မရဘူးနော်ကျွန်တော်သာအိရှေမင်းထရေလေးစွဲနေလို့နေဘူးခံလာရတာဗျဆိုပြီးအေးမာစီမျက်လုံးဝေးကြည့်လိုက်လို့မတ်တီမတို့အုပ်စုကတန်ကြောင်နဲ့ဟီးဟီးလို့ရီးကြတယ် အေးမှဖြင့်ရှက်လိုက်တာနေစရာမရှိဘူးပြီးမှကိုနဲ့မဆိုင်မဲရှက်မိတာတွေးပြီးပို့လို့ရှက်သေးတော့တယ်မကြပါဘူးအဖေပြန်လာပြီအဖေနောက်ကတတိကြီးလိုက်လာကြတယ်မြောက်တော့ကဒွေးလုံးရဲ့လီမြေတွေကိုခရစ်ခွင်ရောလက်ကရောဆွဲလို့ခေါ်လာလိုက်တာဒီနေ့မြေတွေလှူမလို့တဲ့မလှူလို့လည်းမဖြစ်တော့ဘူးအကြီးကောင်တောင်လူပြိုဖားပါဖြစ်ပေါ်ဒါနဲ့ထန်းကားပင်ရောင်းလိုက်ရဆူလားဒွေးလုံးက ဟဲ့ဟဲ့ဖူတာတို့ဘူအဖြူတယ်လေးတွေပြပါဟဲ့အော်ရင်လာနေတယ်အဖေကတော့ကိုရင်ရာစွတ်ကြဲပါမလာတာနာတယ်ကျုပ်တို့တော့ဆိုတာအင်ကြီးမလို့ဘူးဗျပွဲသွားလမ်းသွားစွတ်ကြဲတက်လေးခေါင်းပေါင်းတက်လေးနဲ့ဆိုပြီးတာတပြစ်တောက်တောက်ပြောနေတယ်စိန်ဥကသူ့ကလေးတွေအင်ကြီး20စစ်နေလို့ကဲကဲယူသွားခမည်းသားကလူအောင်သေးတို့စိုက်သေးပေးတာဆိုပြီး အမဲကျော်တစုံကိုပါဇက်ထဲသို့ယင်းလှမ်းပြောနေတယ်။ဒီတော့ဒွေးလုံကလည်းသူ့မြေးအတွက်ယူထားတဲ့အဖြူလက်ရှိငားတွေကိုတရားစစ်ပါလေရော။ဒီတော့မှတောက်တော်မူရာကထပြီးဒွေးလေးရဲ့အတ္တမဈေးဆိုတာမဟုတ်ပါဘူး။ဒွေးလေးမြေးတွေလည်းကြည့်ဦးမှာပေါ့။အခုနာကလေးရွယ်ကစိုက်သေးဆုံးမှုလျှော့တာပါဗျာ။ဒွေးလေးမြေးရွယ်ဆိုမင်္ဂလာဈေးကကျုပ်မဆိုင်မှာ30တန်းအောက်လျှော့မရောမှာဘူး။ဒီဈေးရောင်းတာတော့အမနဲ့တိတ်ကြည်လေတာမဟုတ်ဘူး။ ဆိုင်ကက်လေးတွေမှုတာကြောင်းမဖွင့်ငင်ဆက်ကြမုပ်ဘိုးလေးရရလုံနေရတာပါတွေးလေးတို့လည်းကားကမကုန်မဲ့ပစ္စည်းလေးတွေရပါစေဆိုပြီးဈေးပိတ်တဲ့ဥပုံနေလေးတွေမနာပဲနေဘူးခံလာရတာပါဗျာအဲ့ဒီလိုအင်ကြီးလေးတွေကင်ပြလိုက်ကလေးတွေကိုမှကပ်ပြလိုက်ဆိုတော့တွေးလုံးချွေးကန်အိတ်ထဲကငွေတရားအစိတ်ရှော့ကနေထွက်လာတာပေါ့ကိုတော့တော်တော်အပြောကောင်းကိုရင်တော့ဗလား နောက်တလုံးယူအောင်မလားလို့အမေကမေးတော့ခေါင်းကြီးရမ်းပြီးတော်ပြီဗျာတိတ်ပူတာပဲအချိန်ရှိတော့မင်းကန်ဘုတ်ဘတ်သွားလိုက်ချင်းသေးတာမရောက်တာလာချီကြနေပြီအကျွေးလေးတွေလည်းတောင်းရင်ပေါ့အားလေးရှာလေးကြီးနဲ့ပြောတော့အေးမေရင်နဲ့ထိတ်ခနဲဖြစ်သွားတယ်ပြီးတော့နေကိုမောက်ကြည့်မိတယ်အရွက်ချင်းထိစံနေတဲ့ထမ်းမင်တွေရဲ့ထလက်ကြားကနေကြီးစူးစူးလေးတွေဟာအနောက်ဘက်ခရုံယုံကနေ တလင်းပြင်စီ ပြေးစင်းနေကြတော့အလုံးလုံးရှိလာမွန်းတွင်းယုံပေါ်ဖះဖះဓာအိုးတို့ကချောင်းမကြီးမှာတောက်စားပြီး ရေချိုးကြအောင်မှနဲ့သူကလည်းချောင်းမကြီးဖြတ်ပြီးမှမင်းကန်ပုတ်သွားမှဆိုတော့ကိုတော်ချော့ကလည်းအခါတိုင်းနှမြူလောက်တောက်ပြီးအေးအေးသက်သားနာ နေညိုကြီးမှပြန်လာဒီနေ့မှဘုံသားကြီးမင်းကန်ပုတ်သွားမတဲ့ဓာအိုးတို့လည်းဘယ်နည်းနဲ့မှရွာပြန်ရောက်မှာမဟုတ်သေးဘူးဘာတဲ့ လေတိုင်းသေးပြီးနဘေးကြီးကတာလူရင်းဆိုတာဟော်ဒီထတော်ကအပြူကျော်တွေမြင်ပြီးစက်တာဗျာဆိုတဲ့ဓာတ်အိုးရဲ့ရီတီတီအတန်းစပိန်ကလေးကလင်ကလင်ထန်းတော်တွေကိုဝင်းဆိုတဲ့ခနဲ့တက်တဲ့အတန်းတွေအေးမှနားတွေပြန်ကြားနေရတယ်မမှုရင်သဘောကောင်းသလားမူရင်ရန်ဖြစ်ချင်းရိုက်ချင်းနှက်ချင်းသွေးဆိုးခြင်းနဲ့ဓာတ်အိုးပင်ကိုစရိုက်ကို ငငယ်ကလေးကအေးမှတီးပြီးသားအိုးတောင်တွေးမြောက်တွေးနဲ့ ကိုနဲ့မှမဆိုင်တာကို့အဘူးမှမဟုတ်တာလို့တွေးမိနေတော့ကိုတော်ချောကစပွဲပေါ်ပတ်စံတွေပုံနေတာမြင်တော့စိန်ဥတထဲတွေးလုံးငားတယ်ဟိုသေးတာကသူ့ဘို့နဲ့ခလေးဘို့နှစ်ထဲမတ်ဒီမတို့ကလေးတယ်အားလုံး၁၂ထဲတထဲက၂၀တန်းငွေကောကြိုက်ရလားလို့အဖေကမေးတော့ရပါတယ်ကြိုက်ပါတယ်ဦးလေးရမကြိုက်လဲအเจ้าလားရွာဆွေမျိုးရက်ဆွေမျိုးတွေပဲဟာရော့ ဒါထရီဘိုးနဲ့အတုပ်ဖိုးစဲတန်တရွက်နဲ့ငါးချက်တန်တရွက်ထုတ်ပေးနေတယ်။ဦးလေးတို့လည်းလူကျင်တဲ့အထယ်ရှိရင်ယူထားလိုက်လေရှိမှပေး။ဟိုဟိုဆိုပြီးအေးမသက်လှမ်းကြည့်ပြီးမှဟိုအေးမဘိုးစပော့ရှက်အဝါလေး ယူထားလိုက်ပါလားဆိုတော့အဖေကနေပါစီမောင်ရအေးမလည်းဘယ်မှသွားတာမှမဟုတ်တာကိုရင်ရောင်းကောင်းရင်ပြီးတာပဲမဟုတ်လားကျုပ်စီဥဒီလာတဲ့သူအစဉ်ပြေရင်ဝမ်းသာပါတယ် အရင်ခေါက်တုံးကကျုပ်ယူထားတဲ့ပလီကတ်ဖိုးတောင် ပြေးနိုင်သေးတာမဟုတ်ဘူးလို့ပြန်ပြောနေတယ်။တကန်ထဲမှာကြံနေတဲ့အမဲကျော်နှစ်ဖက်သုံးဖက်နဲ့ကျက်သွန်တွေကိုဇုံးနဲ့ချစ်ပြီးပါဇက်ထဲထဲရင်ကိုတော်ချောကတမြုပ်မြုပ်ဝါနေတယ်။ပြီးမှလက်ကြံအထယ်လေးတွေကို အိပ်ပြာကြီးတဲ့ဆုထက်ဗုဒ္ဓင်မှာကျိုးနဲ့ချီရင်နေမဆောင်ခင်ပြန်လာခဲ့မယ်ဦးလေးအပြန်မှာအရက်လေးတစ်လုံးလောက်ယူသွားကြင်လို့စွဲထားလိုက်စမ်းပြား။ ဆိုပြီးစပိန်လေးကိုထောင်ထားရာကတောက်ဖြုတ်တာ တွေ့လိုက်တယ်။ပြီးတော့အေးမာကို ဖြတ်ခနဲလှမ်းအကြည့်အေးမာကမသွားပါနဲ့မသွားပါနဲ့လို့တားကျင်လိုက်တာ။နှကန်းလေးတရွရွလှုပ်လို့ရီဝေမေးဆင်းနေတဲ့မျက်လုံးတွေရဲ့အကြည့်ကရဲတင်းလွန်းလို့အေးမာမျက်နှာလေးနီးမျက်လွာလေးချလိုက်မှဘိန်းလေးကိုစီးထွက်သွားတယ်။လေးလေးတရွှိရွှိချွန်လို့ဖျားဖျားချောင်းမကြီးမှာဓာတ်အိုးတို့နဲ့မတွေ့ပါစေနဲ့။ နေကလေးနဲနဲစောင်းကလေးကစပိန်ဘဲတန်လေးနားဆွင့်နေမိတယ်။ရင်ခုန်ပြီးမောလိုက်တာ။စိုးရင်စိတ်တွေခံစားလိုက်ရတာလို့အေးမှတွေးနေမိတယ်။တော်ပြီသူ့ကိုတသက်လုံးမတွေ့ရမမြင်ရခြင်းနေပါစေ။သူပြောပြောနေတဲ့သူစာတင်တဲ့တက်ကတူဆိုတာဖွင့်ပြီးကြောင်းတက်နေပါစေ။ဒါမှနေမပူမှ။သူမပင်မမှ။အေးမှလည်းအခုလိုတွေးမပူရမှ။ဟုတ်တယ်။ ထတော်ကူမလာပါနဲ့တော့ကြောင်းသွားပါတော့ဟောစပိန်ဘဲတန်လားတအိုးတို့နဲ့မတွေ့ဘူးမဟုတ်လားဘာမှမဖြစ်ဘူးမဟုတ်လားစပိန်ဘဲတန်လေးနီးလာဝေးသွားအေးမှပြေးပြီးကြည်ကျင်လိုက်တာအခုတော့ငငယ်လေးတုန်းကအပြင်းဖြားပြီးလှုပ်မရတော့တဲ့ခြေတော်ပိန်လီလီလေးတွေကိုမစီမဆိုင်ဒေါသဖြစ်နေတော့တယ်ဒီအချိန်မှာအဖေကသူလာရင်အစင်းနှင့်ဖြစ်အောင် တညက်ရက်ကိုတရုတ်ဘီယာဘူးကွန်နဲ့ထဲပြီးစောင့်နေလေရဲ့1992ခုနှစ်နိုဝင်ဘာလမဟေတီမက်ဆီ